အစင်ပြပါတယ်ပဲပြောဆိုရဲကောင်းစက်လေးပါလူတယောက်နဲ့တယောက်နဲ့တွေ့တဲ့အချိန်မှာတယောက်နဲ့တယောက်မေးကြတယ်အစင်ပြေလားလို့မေးကြတယ်အဲ့ဒီအခါမှာကိုကအစင်မပြေတဲ့အခါကြလို့ရှင်တိတ်အစင်မပြေဘူးလို့ဖြေချင်တာပေါ့ပြန်ဖြေချင်ပေမဲ့နားတော့လေသူကအဲ့အစင်မပြေဘူးလို့ကြားလိုက်ရင်မနစ်သက်ဘူးဘာကြောင့်မနစ်သက်တာလဲဆိုတော့သူလည်းပဲအစင်မပြေတာလေကြုံနေတဲ့အတွက်ကြောင့်မလို့ မကောင်းတဲ့တည်င်းကိုကြားလိုက်ရတယ်လို့ဖြစ်သွားတယ်။ဒါလူတိုင်းသိတယ်။ကိုယ့်သူများအဆင်မပြေဘူးပါလို့ပြောလို့ရှိရင်အဲဒီစကားကြားလိုက်တဲ့အချိန်မှာပျော်ရွှင်မှုနဲ့စိတ်ညစ်မှုစိတ်ညစ်မှုပိုလွှမ်းသွားတတ်တယ်။အဲတော့ကိုယ်ဘလို့ပဲအခက်အခဲဖြစ်နေပါစေကိုယ်ဘလို့ပဲအဆင်မပြေဖြစ်နေပါစေအတွေ့တဲ့အချိန်မှာတော့တရင်မေးတဲ့အချိန်မှာတော့ပြေပါတယ်လို့ပဲပြော။ဘာကြောင့်လဲဆိုတော့တစ်ဖက်သူကကိုယ်စိတ်ဝင်စားလားစိတ်မဝင်စားလားလဲကိုမသိဘူးလေ စိတ်ဝင်စားလို့မေးတာလားဝိจิตန်ချင်းမေးတာလားကလည်းရှိသေးတယ်အဲ့တော့ကိုကအဆင်ပြေပါတယ်ပဲပြောရမှာတနည်းအားဖြင့်အဆင်ပြေပါတယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်မင်္ဂလာလဲဆောင်လိုက်တယ်လို့ဖြစ်တယ်နမိတ်ဆောင်လိုက်တယ်လို့လည်းဖြစ်တယ်အဲ့တော့နမိတ်ဆောင်တယ်လို့မျိုးလေးဖြစ်အောင်လို့ကိုဘာသာကိုလည်းစိတ်ထဲရနေအဆင်ပြေတယ်ဘလို့ပဲဖြစ်ဖြစ်အဆင်ပြေတယ်ဒီစိတ်ကိုမွေးမြူရတယ်လောကရန်ကိုရင်ဆိုင်တာပေါ့လေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဆင်ပြေတယ် ဘလို့စားအစားမရတယ်အဆင်ပြေတယ်ဘလို့နေရာမှာအိပ်ရမှာရတယ်အဆင်ပြေတယ်အခိုက်တန့်ကာလတွေကိုသိပြီးတော့ခံစားမနေအဆင်ပြေတယ်အဲ့ဒီအဆင်ပြေပါတယ်ဆိုတော့စိတ်တွန်းအားအရန်အလုပ်ဖြစ်တယ်ဘုန်းကြီးတို့တွေလည်းဘလို့မှထွက်ပေါက်မရှိတဲ့စိတ်ညစ်စရာအကောင်းဆုံးကာလတွေကြော်ဖြတ်ခဲ့တာပေါ့ အခုဝါစင်းညစရာမရှိဘူးလားဆိုတော့ရှိလာပေါ့လူတွေအများကြီးနဲ့လှုပ်လှုပ်နေတပည့်တွေကလည်းအများကြီးအဲ့တပည့်အများကြီးကတယောက်တစ်ပေါက်လေအဲ့တော့သူတို့ကိုကြည့်နေရင်တော့စီးလုံးနေကြညင်ညွတ်နေကြတာပါပဲဒါပေမဲ့တယောက်ကိုတစ်မျိုးတော့ခြုံရင်းချက်ရှိနေတာပဲအဲ့တော့ခြုံကြည့်လိုက်အဆင်ပြေတယ်ဘလို့နေလဲအဆင်ပြေတယ်ဟုတ်အဆင်မပြေဘူးလို့ညင်းနေလို့လည်းဒီအချိန်တွေကပြောင်းလဲသွားတာမဟုတ်ဘူးအဆင်မပြေဘူးလို့သူများကိုပြောလိုက်တော့လေသူများကလည်းဝမ်းသာတာလည်းမဟုတ်ဘူးကိုယ့်ရဲ့အဆင်မပြေမှုကို စိတ်ဝင်စားတာလည်းမဟုတ်ဘူးဒီလိုဆိုတဲ့အခါကျတော့ကိုကိုတိုင်းလည်းပဲနမိတ်ဆောင်တဲ့အနေနဲ့အဆင်ပြေတယ်ပဲပြောစိတ်ထဲမှာလည်းအများရမဲ့ငါအဆင်ပြေတယ်ငါအဆင်ပြေတယ်ပေါ့အအဆင်မပြေဘဲနဲ့ဖျားအဆင်မပြေတာကြီးကိုတော့အဆင်ပြေတယ်လို့ပြောမနေနိုင်ပါဘူးဆိုတော့စမ်းကြည့်လိုက်ပါအဆင်မပြေတဲ့အချိန်မှာဘုန်းကြီးဆိုတာလက်တွေ့ပဲအဆင်မပြေတာတွေများလာပြီအခက်အခဲတွေများလာပြီဆိုထိုင်ကြီးမလားရတဲ့အနေထားကိုလက်ခံလိုက်မလား အမြဲတမ်းကိုကိုကိုမေးတယ်။ထိုင်ကြီးလိုက်ခြင်းစိတ်ပေါက်သွားတဲ့အချိန်မှာတခါတည်းစိတ်ကမှိုင်းကြပါလား။အမဲအမောင်တို့တခါတည်းဖုံးသွားတာမပျော်တော့ညီးလိုက်ခြင်းတဲ့အချိန်ပေါ့။ဆင်မပြေဘူးကွာလို့ကိုစိတ်ထဲမှာဖြစ်တုံးရှိသေးတဲ့သူများကိုထုံမပြောသေးဘူး။သူများကိုထုံမပြောခင်မှာကိုကိုအမောင်တို့ဖုံးလန်းသွားတယ်စိတ်ကမှိုင်းကြပါလား။လန်းစားမှုမရှိတော့ဘူးတက်ကြွမှုမရှိတော့ဘူးဒီအတိုင်းသွားလို့မှမရတာကို ကိုဆက်ပြီးတော့ရှောင်နေရအောင်မဲ့သူဆိုတော့အဆင်ပြေတယ်ဒီလိုမျိုးစိတ်ထဲမှာအဲ့တော့တွေ့တဲ့လူတိုင်းအောင်လည်းအပြုံးပြလိုက်တယ်အဆင်ပြေတယ်မေးတယ်တရင်မေးကြတယ်ဘုံဘုံအဆင်ပြေလားပြေးတယ်အားအဲ့မှာအားတွေပြန်ဖြစ်တယ်အလိုလိုအခုစမ်းပဲကြည့်လဲစကားတစ်လုံးကိုပြောတာကမှအဆင်ပြေလားပြေးတယ်အားအားတက်သွားကိုဘာသာကိုကိုအားတက်သွားတယ်အဲ့တိုင်းသွားတယ်အဲ့တိုင်းမသွားလို့ရှိရင်တော့ ုံနေမှာတနေ့တစ်မျိုးကြုံနေမှာပဲတနေ့တစ်မျိုးအဆင်မပြေတာတွေရှိနေမှာပဲအဆင်မပြေတာတွေရှိနေတဲ့အရာတွေကိုထိုင်ကြီးနေတဲ့အခါကျတော့ကိုယ်ပဲစိတ်တွေပို့ပြီးတော့စိတ်ထောင်းကိုကြည်ဖြစ်လာတာပဲရှိတယ်။အဲ့ပျော်ပျော်နေမှာပေါ့ဒီတနေ့မွေးတနေ့ဘာသာရေးလောက်တဲ့ဘက်ကလည်းလောက်တယ်တစ်ဘက်ကလည်းစိတ်ကအဲ့လိုတတ္တိပေတတ္တိမွေးထားလိုက်တယ်။ရရကြုံတို့ရင်ဆိုင်မယ်ကြုံတို့ရင်ဆိုင်မယ်ကြုံတို့သွားမယ်အဆင်ပြေတယ်အာအရန်ကောင်းတယ်မင်္ဂလာ မင်္ဂလာတွေကိုမင်္ဂလာနမိတ်တွေကိုဆောင်ကျင်းလိုက်သလိုပဲဟုတ်ကောတကယ်ရောအဆင်ပြေသွားလို့လားဗျာစိတ်အဆင်ပြေသွားတယ်လေစိတ်အဆင်ပြေသွားရင်ပြေးတာပဲစိတ်ကငပိရေကိုငပိရေကြီးနဲ့စားရတယ်ဟဲ့လို့ပြောနေတဲ့အချိန်မှာကြံတဲ့အဆိုးတက်တွေပါလွှမ်းမိုးလာတယ်ဟာငပိရေလားငပိရေလည်းကောင်းတယ်ရတယ်စားမယ်ထမင်းဝါဖို့ပဲရေးကြည့်တယ်နော်အဲ့ထမင်းအဆင်ပြေပြေနဲ့ဝင်သွားတာပဲအိုက်ဝါသွားတာပဲဒါပဲ မြင်နေရတဲ့အရာထိတွေ့နေတဲ့အရာကိုချက်ချင်းအလုံးဟောသောနှလုံးသွင်းပြောင်းကြည့်လိုက်တော့အာကောင်းတယ်ဒါတော့အစဉ်ပြေတဲ့သူတွေကိုဗစ်နားမှာအာကောင်းတဲ့သူတွေမရှိဘူးအာဒီဒီလိုလဲကောင်းတာပဲရတယ်ဒီလောက်ကောင်းတတိတိတော့ကောင်းတဲ့လူတွေ့မှာမဟုတ်တော့ဘူးဒီလိုလဲကောင်းတယ်ရတယ်ဒါဆက်လျှောက်လို့ရတယ်အစဉ်ပြေတာပဲဆိုအာအဲ့ဒါဘဝနေနေပဲဘုန်းကြီးဒီတိုင်းနေနေတာပဲ အစင်မပြေတော့အရက်တွေသာယူမှာအစင်ပြေပြေတယ်ဆိုပြီးတော့ပဲဒီလိုပဲနေနေတာပဲပြေတယ်လေအဲ့တော့အခုလည်းပြေတာပဲအဲ့တော့ကဘာသူကဘာသာပေါင်းကိုယ်စိတ်ကိုပဲကိုယ်ညစ်တင်ပြီးတော့ဘက်တော့မှစိတ်ထဲမှာကြာပဲနေကိုယ်စိတ်ကိုအမြဲတမ်းတတ်ကြွနေအောင်ပြေတယ်အဲ့စိတ်နဲ့နေနေပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအောင်မြင်ကြပါစေအေးချမ်းကြပါစေ